ော်ဖြည့်ရွှတ်ပြီးတော့ပြောဖို့မယ်ဟုတ်လားပညာရှိတဲ့သူတော်ကောင်းတွေတွဲနေတာပုံပုံနားလဲတာကတော့ပညာကတကယ်ရှိသွားပြီဆိုရင်သူတော်ကောင်းဓာတ်တဘာဝကကိမ့်သွားနော်ဒီနေရာမှာသူတော်ကောင်းဆိုတဲ့အတိတ်ပဲစောစောကာထာလေးထဲမှာလည်းပါတယ်နော်သူတော်ကောင်းတွေဟာနော်ရုပ်တံတရားသင်္ခါရတရားတွေရဲ့ပုံမှာဆန္ဒရာဂကိုစွန့်နေလူကျင်တဲ့အတွေ့အကြုံပြောဆိုတယ်ဆိုတာမရှိဘူးလို့ဒီလိုလေးဒီကာထာထဲမှာတော့တွေ့ရတယ်နောက်ထပ်ပြောရင်တာက ဲ့ဒါတော့ကျင်ကျင်လေးမဟုတ်နည်းနည်းလေးကြည်ကြဲပြတ်ပြတ်ပြောနေတယ်ဒါပေမဲ့သူတော်ကောင်းဆိုတဲ့အတိဘယ်ကိုအတူချုပ်ပြီးတော့စိတ်ထဲမှာရှင်းရှင်းလင်းလင်းနားလေသွားစေနိုင်တယ်အဲ့ဒီတုတ်တန်လည်းဘုံဘုံအလွန်ကြိုက်လို့ခဏခဏဟောဘူးပါတယ်တပ်ပုရိသတုတ်တန်ခေါင်းစဉ်ရဲ့နာမည်ကတပ်ပုရိသတုတ်တန်နော်အဲ့ဒီတုတ်တန်မှာမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့တုတ်တန်ကြီးကအရှိ ဒါမဲ့အတူလေးတွေနဲ့ तू ကသွားနေတာဖြစ်တဲ့အတွက်ကြောင့်အနှစ်ချုပ်ပြောလို့ရနော်ရဟန်းတို့တဲ့သူတော်ကောင်းတရားကိုဟောမယ်သူယုံမာတရားကိုဟောမယ်တဲ့သူတော်ကောင်းဆိုတာဘယ်လိုလဲသူယုံမာဆိုတာဘယ်လိုလဲဆိုတာကိုငါဟောမယ်တဲ့အဲ့ဒါလိုကြီးညာပြီးတော့မြတ်စွာဘုရားဟောတာနော်အဲ့ဒါရဟန်းတွေကိုဟောတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ရဟန်းလောကကိုပဲအဓိကရည်ရွယ်ပြီးတော့မြတ်စွာဘုရားဟောတာလူတွေအနေနဲ့လည်းပဲကိုယ့်ဘဝထဲမှာတရားကိုထည့်သွင်းပြီးတော့စဉ်းစားဆင်ခြင်လို့မရဘူးတော့မဟုတ်ဘူးရတယ်ဟုတ်လား လိုဟောတော့ဆိုတော့ယဟန်တို့တဲ့နော်ယဟန်တပါးဟာသူဟာမြတ်သောအမျိုးကနေယဟန်ပြုလာတယ်ဆိုကြပါစို့အိန္ဒိယကအမျိုးကိုအလွန်ခွဲတာဟိုဒါကြောင့်အဲ့ဒီကကင်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့ဒီမြတ်တဲ့အမျိုးကနေယဟန်ပြုလာတဲ့အခါမှာမမြတ်တဲ့အမျိုးကယဟန်ပြုလာတဲ့ပုံကိုယ်တွေကိုတွေ့လို့ရှိရင်သူကအထင်သေးတယ်ဒီလူတွေအမျိုးညံ့ငါအမျိုးမြတ်တယ်အမျိုးမြတ်ခြင်းကိုအကြောင်းပြုပြီးတော့သူ့ကိုယ်သူမြင့်တယ်တဖက်လူကိုနှိမ့်ချတယ် အဲ့ဒါသူယုံမှာပဲတဲ့ဟောဒီနေရာမှာဘုံဘုံတို့အဓိကကောက်ချက်ဆွဲရမှာကသူများကိုနှိမ်ချတယ်ကိုကိုကို မြင့်တယ်လေအဲ့ဒါသူယုံမှာပဲဒီသုတ်တန်ကြီးတစ်ပုဒ်လုံးကိုနားထောင်ပြီးလို့ရှင်သိလိမ့်မယ်ဘာကြောင့်မဲဖြစ်ဖြစ်ကိုကိုကိုမြင့်တယ်မဲသူများကိုနှိမ်ချမယ်ဆိုရင်လည်းအဲ့ဒါသူယုံမှာစင်းရဲကိုဝင်ရလိမ့်မယ်ဟုတ်လားအခုအမျိုးမျက်ချင်းကနေစပြီးတော့ပြောတာနော်အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရား အဲသူတော်ကောင်းစိတ်ရှိတဲ့ပုံကိုကြတော့အဲ့လိုမဟုတ်သူမြတ်သောမျိုးကနေယဟန်တော်ပြုတ်ခဲ့တယ်။ဒါပေမဲ့သူကဘလို့စဉ်းစားလဲဆိုတော့အမျိုးမြတ်လို့ကိလေသာကင်းတာမဟုတ်လောဘဒေါသကုန်တာမဟုတ်ဘူးတဲ့။မှန်မှန်ကန်ကန်နှီးမှန်လမ်းမှန်ကျင့်သုံးမှလောဘဒေါသကုန်နိုင်တာ။ဒါကြောင့်အမျိုးမြတ်ချင်းကြောင့်ဘာမှသူများကိုနှိမ်ချစရာမလိုဘူးကိုကိုကိုမြင့်တင်စရာအကြောင်းလည်းမရှိဘူး။မှန်မှန်ကန်ကန်ကျင့်သုံးပြီးတော့စိတ်ထားကောင်းတယ်ဆိုလို့ရှိရင်ဒါလေးစားစရာကောင်းတယ်ဒါမြတ်နိုးစရာကောင်းတယ်ဒီလိုနားလည်ပြီးတော့ အမျိုးမြတ်ချင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ့်ချတယ်ဆိုတာမရှိဘူးကိုကိုမြင့်တင်တယ်ဆိုတာမရှိဘူးအဲ့ဒါဟာသူတော်ကောင်းပဲတဲ့ဟောဒါလေးကိုအရင်နားလည်အောင်လုပ်တာနောက်ဟာတွေကဒီတိုင်းသွားမှာနော်အမျိုးမြတ်ချင်းကိုအကြောင်းပြုပြီးတော့သူယုံမှာကတော့သူများကိုနှိမ့်ချတယ်ကိုကိုကိုမြင့်တင်တယ်သူတော်ကောင်းကတော့အမျိုးမြတ်တယ်ဒါပေမဲ့အမျိုးမြတ်ချင်းကိုအကြောင်းပြုပြီးတော့သူများကိုနှိမ့်ချတယ်ဆိုတာမရှိဘူးကိုကိုကိုမြင့်တင်တယ်ဆိုတာရှိဘူးတဲ့ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားက ကြီးကျယ်တဲ့အမျိုးအနေရဟန်းပြုတယ်။ဒါကြောင့်သူများကိုနှိမ့်ချတဲ့သူ့ကိုသူမြင့်တယ်။သူတော်ဟောဆေးရှိတဲ့လူကတော့အဲ့လိုမဟုတ်ကြီးကျယ်တဲ့အမျိုးအနေရဟန်းပြုတယ်။ဒါပေမဲ့လူကြီးကျယ်တဲ့အမျိုးအရဟန်းပြုလို့လောဘဒေါသမောဟကုံသွားတာမဟုတ်။မှန်မှန်ကန်ကန်ကျင့်သုံးမှလောဘဒေါသမောဟကုံတာမှန်မှန်ကန်ကန်ကျင့်တယ်။ကောင်းကောင်းမွန်မွန်ကျင့်တယ်ဆိုရင်ဒါမြင့်နိုးစရာလေးစားစရာရှိတယ်။ဒါကြောင့်ကြီးကျယ်တဲ့အမျိုးအရဟန်းပြုခြင်းတည်းဟူသောကြောင့်ကြောင့်သူများကိုနှိမ့်ချတာမရှိဘူး။ကိုယ့်ကိုယ်ကိုမြင့်တယ်တာမရှိဘူး။ ော်ဒီလောက်ပြောမယ်ဆိုနောက်ဟာတွေကိုဖုံးဖုံးအကျေမပြောတော့ဘူးနော်ဟုတ်လားအဲ့ဒါပါတော့သူတော်ကောင်းရှိတဲ့ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကများသောဥစ္စာရှိတဲ့အမျိုးအနေရဟန်းပြုတယ်အလုံးဥစ္စာပေါ်တယ်ပေါ့ဟုတ်လားဒါကြောင့်မလို့သူများကိုနှိမ့်ချတယ်သူ့ကိုယ်သူမြင့်တယ်ဟိုများသောမျိုးအနေများသောဥစ္စာရှိတဲ့အမျိုးအနေရဟန်းပြုတယ်ကိုယ့်ကိုယ်ကိုမြင့်တင်တာမရှိဘူးသူများကိုနှိမ့်ချတာမရှိဘူးဒါပါတော့သူတော်ကဟုတ်လားဟောပြီးတော့ပါတော့မြတ်သောအတုံးဆောင်ရှိတဲ့အမျိုးတဲ့ ဒီကနေ့ယဟန်ပြုတ်လာတယ်။ဟောအမျိုးတွေကိုပြောပြီးတော့ဘာပြောတော့ယဟန်ဖြစ်လာပြီဆိုတဲ့အခါကျတော့တချို့ယဟန်တွေကအချမ်းယဟန်အလွန်များတယ်။အတိုင်းဝိုင်းအလွန်များတယ်။အဲ့ဒီအချမ်းယဟန်တွေများတဲ့အတွက်ကြောင့်သူများကိုအထင်သေးတယ်သူကသူအထင်ကြီးတယ်။ဒါဆိုရင်ဘာတော့သူရုံးမှာစိတ်ဓာတ်အချမ်းယဟန်တော့များတယ်ဒါပေမဲ့အချမ်းယဟန်များခြင်းကြောင့်လောဘဒေါသမောဟကုန်တာမဟုတ်ဘူး။မှန်မှန်ကန်ကန်မြင့်မြတ်စွာကျင့်သုံးမှလောဘဒေါသကုန်နိုင်တာ။ ဒါကြောင့်အချမ်းရံများခြင်းကိုအကြောင်းပြုပြီးတော့သူများကိုကဲရတာရှုံချတာအထင်သေးတာမရှိဘူးကိုကိုကို မြင့်တင်တာမရှိဘူးဒါပါလို့သူတော်ဘောင်စိတ်သက်ဟောအချမ်းရံများတယ်စလာမှာတဖြည်းဖြည်းနဲ့သူကသွားတာဒေသနာလေးတွေအဲ့ဒါစိတ်ဝင်စားတယ်ကောင်းတယ်ဟုတ်လားနောက်တော့သူကဘာတွေများလောင်ဆိုလတ်လာဘာတွေများလာစွာသင်္ကန်းကြောင်းစီပေါ်မှာပေါ် ဟုတ်လားအဲ့လိုပေါ်များတဲ့အခါမှာသူကမပြောမပေါ်များတဲ့ရဟန်းတွေကိုတွေ့ရင်မဖြစ်တော့အထင်သေးနှိမ့်ချ သူကသူတို့တဲ့ตาတယ်ဆိုတော့တချင်းမြင့်နေရာမှာယူထားတယ်ဒီလူတွေနဲ့ငါနဲ့မတူဘူးလို့ထင်နေတယ်အဖြစ်နေတော့အကြီးကျယ်လွဲနေတယ်နော်ပေါ်တာမပေါ်တာလေးတွေမတူတာကျန်တာတွေကအကုန်အတူပဲလေဟုတ်လားအဲအိုနာပြီးတော့သေရမှာသူလဲလောဘဖြစ်เสียအာယုန်နဲ့တွေ့ရင်လောဘဖြစ်တယ်ဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တယ်ဘာမှနော်ကြီးမားတဲ့ကိစ္စတွေမှာကွဲပြားခြားနားနေတာမရှိဘူးဟုတ်လားအပေါ်ယံလေးတွေကွဲပြားတာကို ူတကယ်ဟာကြီးကွဲပြားနေတယ်လို့ထင်နေလို့ဒါညံလဲအလွန်နဲရရောက်တယ်လို့မဆိုနိုင်ဘူးလားနော်သူများကိုထင်သေးတယ်သူကသူထင်ကြီးတယ်ဆိုတာညံအလွန်နဲရရောက်တယ်လို့ဆိုနိုင်တယ်သူဘာကြောင့်သူများကိုထင်သေးနေတာတော့ဘာကြောင့်သူကသူထင်ကြီးနေတာတော့ဒီရနေတဲ့ဟာတွေအဟုတ်ထင်နေလို့ပေါ့ဟုတ်တယ်မဟုတ်လားသူနဲ့ကိုနဲ့ရဲ့ကြွားချချက်ကိုအကြီးကြီးလို့ထင်နေလို့ပေါ့အဲ့ဒါကြောင့်သူများကိုနှိမ်ချဖို့သူများကိုတော့အထင်သေးတဲ့စိတ်ထားတာပေါ့သူကသူဟုတ်ထင်တဲ့စိတ်ထားနေတာပေါ့ဟုတ်လား အဲ့ဒါမြတ်စွာဘုရားအချမ်းရများတယ်ပြီးတော့ပါတော့လတ်လာပါများတယ်တဲ့ဟောတဖြည်းဖြည်းနဲ့တက်လာဘုရားရဲ့ဒေသနာတွေကိုအများကြီးလေ့လာလိုက်စားကြည့်ရှုမှတ်သားလို့အချားအမြင်တွေလည်းများတယ်တဲ့ဘုရားဟောတွေအများကြီးသိတယ်ဘုရားဟောတွေအများကြီးသိတယ်အများကြီးသိတော့ဒီနားတင်သူကရက်မလဲဘူးအဲ့ဒီအများကြီးသိခြင်းဒီဟုသောအကြောင်းကြောင့်မသိတဲ့လူတွေကိုနှိမ်ချတယ်သူကိုယ်သူမြင့်တင်တယ်အဲ့ဒါအများကြီးသိတော့အဲ့ဒီပုံကိုယ်ဒီဘာဖြစ်ရပြီတော့လူယုံမှဖြစ်ရတယ်နော် ဘာကြောင့်ဖြစ်သွားတာလဲသူများကိုနှိမ်ချလို့သူ့ကိုယ်သူမြင့်တယ်လို့သူများကိုနှိမ်ချတယ်သူ့ကိုယ်သူမြင့်တယ်လေဆိုတော့အကြောင်းမဲ့မဟုတ်ဘူးသို့သောဘုံဘုံပြောခဲ့တယ်သူအမှန်သိမှုပညာအားနည်းနေတာပဲတကယ်ကဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့သူဟာသူလူယုံမှရှင်ဝင်သွားရတာဟောအကြမ်းမြင်များတယ်အကြမ်းမြင်များခြင်းကိုအကြောင်းပြုပြီးတော့ကိုယ်လိုမလေးလံနိုင်လို့ကိုယ်လိုညံမထက်လို့ကိုယ်လိုမသိလို့နော်ကိုယ်လိုအကြမ်းမြင်မများတဲ့လူတွေကိုနှိမ်ချတာမရှိဘူးကိုယ်ကိုယ်ကို မြင့်တင်တာမရှိဘူးဒါဆိုရင်ပါလေ သူတော်ကောင်းစိတ်တဲ့ကြားရတာနဲ့တောင်စိတ်ထဲမှာကြည်လင်တယ်နော်သူတော်ကောင်းဆိုတာကြားရတာနဲ့ကြည်လင်အဲ့ဒါဒီတုတ်တံဘောဖတ်ပြီးတော့ဘုံဘွားဘလို့သဘောပေါက်ပါဘလို့သဘောပေါက်တာတော့ဆိုတော့သူတော်ကောင်းဟုတ်မဟုတ်ဆိုတာပတ်ဝန်းကျင်ကိုဘလို့ဆက်ဆံတယ်လဲဆိုတာကိုကြည်ပြီးတော့ဆုံးဖြတ်ရမှာပဲလို့ဟုတ်တယ်မို့လားပတ်ဝန်းကျင်ဘုံမှာဆက်ဆံနေတာအဆင်မပြေဘူးဆိုရင်တော့သူဘာကြီးသိတယ်ပြောနေနေလာမှာတော့တရားမဆုံးသေးဘူးအများကြီးကြံသေးတယ်ဟုတ်လားနော် ကြားမြင်များတယ်တဲ့တဖြည်းဖြည်းနဲ့ချင်းသိဝင်ရောက်လာပြီဟုတ်လားပြီးတော့ဘာတော့ဝီနီးဆောင်တယ်တဲ့ဟောဘုရားဟောထားတဲ့ဒေသနာတွေနော်ဒေသနာတွေမကောက်ဘူးဘာဘာဆောင်ဝီနီးပါဆောင်လာတယ်ဝီနီးကိုလေးလေးလေးစားတယ်လိုက်လေးလိုက်စားတယ်ဝီနီးကိုဆောင်အဲ့ဒါဝီနီးမဆောင်တဲ့လူတွေဝီနီးမလေးစားတဲ့ယဟန်တွေကိုတွေ့ရင်ဘာဖြစ်ပြီတော့အထင်သေးပြီဟုတ်လားသူကသူဘာဖြစ်ပြီတော့မြင့်တယ်ပြီသူနဲ့ကိုယ်နဲ့မတူဘူးလို့ထင်လာပြီဘာဖြစ်ရပြန်ပြီတော့သူရောမှဖြစ်ရပြန်ပြီနော် အဲ့ဒါဝီနီးတို့ကြီးသူသူယုံမှဖြစ်ရတယ်။ဘာဘူးလို့တော့သူများကိုနှိမ်ချလို့သူ့ကိုယ်သူမြင့်တင်လို့ဟုတ်လားဝီနီးတော်ဆောင်းတယ်ဒါပေမဲ့လို့ဝီနီးဆောင်းခြင်းတည်းဟူသောအကြောင်းကြောင့်တော့သူများကိုနှိမ်ချတာမရှိဘူးကိုယ့်ကိုယ်ကို မြင့်တင်တာမရှိဘူးသူဘလို့တွေးတာတော့ဒီဝီနီးကိုဆောင်းရုံနဲ့လောဘဒေါသကုံသွားတာမဟုတ်ဘူးမှန်မှန်ကန်ကန်ကျင့်မှမြင့်မြတ်စွာကျင့်သုံးမှလောဘဒေါသကုံတာဒါကြောင့်ဝီနီးဆောင်းခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ်ချစရာအကြောင်းမရှိဘူးကိုယ့်ကိုယ်ကိုမြင့်တင်စရာ အကြောင်းမရှိဘူးလို့နားလေတယ်။နော်အမှန်တော့ပညာရှိနေလို့ရှိရင်ဒီသူတော်ကောင်းစိတ်သက်ဆိုတာအလိုလျောက်ပေါ်ပေါက်လာတယ်လို့ဘုံဘောကတော့အဲ့လိုနားလေမိ။ဟုတ်လား။အေးဝိနည်းဆောင်နေတဲ့ပြီးရင်ပါလားမလို့တရားဟောကောင်းနေတဲ့ဟုတ်လားဓမ္မကတိကလို့သုံးတာနော်တရားကိုအများကြီးဟောတဲ့ပြောတတ်တယ်နားလေအောင်အများကြီးလုပ်ပေးနိုင်တယ်အဲ့လိုတရားဟောကောင်းတဲ့အတွေ့အကြောင်သူများကိုနှိမ့်ချမယ်ကိုကိုကိုမြင့်တယ်မယ်ဆိုရင်တရားဟောကောင်းသူကြီးဘာဖြစ်မှာလဲ လူဦးမှာဖြစ်ရလိမ့်မယ်နော်ဘာဘူးလို့တို့သူများကိုနှိမ့်ချလို့သူ့ကိုယ်သူမြင့်တယ်လို့စကားတွေထက်နေပြီနော်ဟုတ်လားအေးတရားဟောတော့ကောင်းနေဒါပေမဲ့တရားဟောကောင်းခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ့်ချတာမရှိဘူးကိုယ့်ကိုယ်ကိုမြင့်တင်တာမရှိဘူးဒါပါတော့သူတော်ကောင်းရှိတယ်သူဘလို့စဉ်းစားတာတော့တရားဟောကောင်းလို့လောဘဒေါသမောဟကုံသွားတာမဟုတ်လောဘဒေါသမောဟကုံအောင်ကျင့်မှလောဘဒေါသကုံမှာနော်လောဘဒေါသကုံအောင်ကျင့်တယ်ဆိုတော့ဘလို့ကျင့်တာတော့အနိစ္စမြင်အောင်လုပ်နေတာကိုပြောတာ နော်တမာဒိဋ္ဌိကောင်းဆောင်တဲ့မဲခင်ရှိပါပွားတာတမာဒိဋ္ဌိဆိုတာမမြဲတာကိုတည်နေတဲ့အတ္တကိုတမာဒိဋ္ဌိလို့ခေါ်တာဘာမှတည်နေတာမြဲနေတာမရှိဘူးဓာတာကြီးဖြစ်နေတာမဟုတ်ဘူးအမြဲတမ်းအတ္တအတ္တဖြစ်နေတာလို့တဘာဝတရားတွေရဲ့မတည်မြဲတဲ့ပြောင်းလဲနေတဲ့သဘောကိုမျက်ခြေမပြတ်အမြဲတမ်းတည်နေမြင်နေတာကိုဘယ်လိုခေါ်တော့တမာဒိဋ္ဌိအဲ့ဒီတမာဒိဋ္ဌိဖြစ်ရင်တမာသင်္ကပ္ပမဲခင်ရှိပါအကုန်လုံးဖြစ်တာ အဲ့ဒီမဂ္ဂင်ရှင်မဟာပါတော့လောဘဒေါသမောဟကုန်ခန်းဖို့အတွက်အကျင့်မြတ်သူအဲ့လိုနားလေတာဟုတ်လားတရားဟောကောင်းလို့ရာဂဒေါသမောဟကုန်တာမဟုတ်မဂ္ဂင်ရှင်မအကျင့်မြတ်ကိုကျင့်မှရာဂဒေါသမောဟကုန်တာဒါကြောင့်အကျင့်မြတ်ကိုကျင့်ရင်ဘယ်သူပဲကျင့်ကျင့်လေးစားစရာမျက်နှိုးစရာကောင်းတယ်ဒါကြောင့်မို့လို့တရားဟောကောင်းခြင်းတည်းဟုသောကြောင်းကြောင့်သူများကိုနှိမ်ချတာမရှိဘူးကိုကိုကိုမြင့်တင်တာမရှိဘူးဒါပါတော့သူတော်ကောင်းစိတ်တတ်ဟောတရားဟောကောင်းပြီးတော့ဘာလာပါတော့ ဒူရင်ဆောင်မေတဲ့ဟောလာပြီနော်ဒီဘက်ခေတ်မှာအများကြီးဒီတုတ်တန်ကိုနားလဲစရာကောင်းတယ်ဟုတ်လားဒူရင်ဆောင်နေရဆိုတာဒူတင်ဆိုတာဒူတင်ကဆိုတာကိလေသာကိုခက်ကြမ်းကြမ်းခါတွတ်တယ်လို့အဓိပ္ပာယ်ရတယ်ခါတွတ်တယ်တဲ့တယောက်ကကိုယ်ကိုလှမ်းထီးတယ်တဒောင်နဲ့တွတ်ထုတ်လိုက်ဟောခါတွတ်တယ်ငါမထီးနဲ့အသာမလာခဲ့နဲ့အဲလောဘဒေါသမောဟကိုအဲ့ဒါလို့ခက်ကြမ်းကြမ်းတုံ့ပြန်တာကိုဒူတင်လို့ခေါ်တယ်ဟုတ်လား တိစီဝရိတူတဲ့နဲ့သင်္ကန်းသုံးတယ်ပဲအလှခံမယ်လေးတယ်မြောက်ကိုမသုံးဆောင်လှူလည်းမယူဟုတ်လားသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကိလေသာတရားတွေအလုံးကိုဖြစ်เสียအကြောင်းနည်းသွားပြီဟုတ်လားသူဒီသုံးတယ်ပြီးတော့ဘာစုပါကောင်းတာလည်းမမျောတော့ तू ကလေးတယ်မြောက်အလှမခံဘူးလို့ဒိဋ္ဌန်ထားတာလေတော့ကောင်းဟုတ်လားစွန့်ခံစားမယ်ဘာစုကစွန့်စားပြေအောင်မှလည်းလည်းတွေးเสียမလိုတော့နော်ပိန်တဲ့ဘတ်တူတယ် ပတ်တပိုင်းတူတယ်တူတယ်နေအများကြီးတူတယ်မနှမရှိတယ်လို့ကြားဘူးလို့73မှာလက်တိမင်းအောင်မှာပဲနေမယ်ကျောင်းတကမျောစရာမလိုကျောင်းတကအာနာစရာလည်းမလိုတိမင်းအောင်မှာပဲနေမယ်လေဟုတ်လားနော်ပန့်တကူသင်္ကန်းကိုသုံးဆောင်မယ်ဟာဘယ်သူသင်္ကန်းလာလူမယ်ဘာမှပူစရာမလိုအလွန်မှငြိမ်းဖို့အေးဖို့မြတ်စွာဘုရားအဲ့ဒီအကျင့်တွေကိုခွင့်ပြုခဲ့တာဟုတ်လားတိမင်းအောင်နေတဲ့အကျင့်နဲ့နောက်ထပ်ပါရှိသေးတယ်အဘောဂတိကတူတယ်ဆိုလွင်ဒီးခေါမှာပဲနေ တိမ်အောင်တော့မဟုတ်တော့ဟုတ်လားနေဘူးလေရှိအောင်စမ်းပြီးတော့နေကြည့်ကြည့်ပါလားဟမ်နောက်ထပ်ကြောင်းရှိသေးတယ်အဲ့ဒါယောဂီတွေပြောကြတာကောင်းတယ်အဲ့ဒါဘာလို့ဆိုဟင်ဥိပါယထာပါယထာတဏတိတူတယ်ကိုကြားတဲ့နေရာမှာပဲနေမယ်ဆိုတဲ့ဒူတယ်ရှိတယ်နော်ရှင်းတော့အဲမြတ်စွာဘုရားလက်ထက်ကတူကကြောင်းညွန်တဲ့ယဟန်ရှိတယ်ဟိုဒီကြောင်းမှာကြောင်းကန်တန်ခါထားပါတော့အာကတုတွေဘာတွေရောက်လာလဲဆိုရှင်ဘုရားဘယ်ဆောင်မှနေပါဘုရားဆို ဘာမှမငင်းဘူးနေရာကောင်း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 အဲ့ဒီနေရာမှာသွားနေမယ်ဟုတ်လားဘယ်နာလေးရဘာဖြစ်လို့ဘယ်နာလေးရတော့ပွက်စိတ်တွေပေါ်လို့တည်င်းနေရာကြာနေဟုတ်လားပွက်စိတ်ပေါ်ရလည်းပဲသူ့ကိုပြစ်ပြောလို့လည်းမရဘူးဘုံဘုံလည်းမနေနိုင်ဘူးပွက်စိတ်ပေါ်တဲ့နေရာဟုတ်လားသဘောပြောပြတာပါနော်အဲအဲ့တော့ဟိုကိုကအကိုင်းနည်းနည်းတော့စဉ်းစားဖို့ကောင်းတယ်ပေါ့နော်နေရာအရန်ကိုအချိန်မပြည့်တဲ့နေရာမျိုးကတော့နော်ညင်းတာကောင်းပါလေအဲဒါပေမဲ့ ဟာဘယ်နှလေးကဝေးလို့ကိုကတော့အဲ့လိုဝေးတဲ့နေရာမနေချင်ဘူးဆိုဒီနေရာတယောက်ကနေမှာသူများဝေးတဲ့နေရာနေရမလားဩစဉ်းစားနေရတော့ကောင်းတယ်ဗောနော်ဒါကြောင့်ဘယ်နေရာပဲကြကြမငင်းဘူးဒီဥစ္စာလေးကိုဒီတိုင်းပဲလက်ခံတယ်ဆိုတာဘယ်ထဲမှာပါနေတော့ဒူတင်ထဲမှာပါနေတယ်နေရာမှာလျှက်ပေါ်လော်လီတဲ့လောဘကိုပယ်နိုင်တယ်တဲ့ဟုတ်လားဦးကြီးဘုံဘုံတော့အဲ့လိုမှတ်သားဘူးလေနော်နေရာမှာဘာဖြစ်တယ်လျှက်ပေါ်လော်လီတယ်တဲ့ဟုတ်လား ဗင်သားလေးမှနေတာဟိုဟာလေးမနေချင်းခုနမနေချင်းဟာဘာဖြစ်တယ်ကျသူကအလိုကျတယ်လို့ကိုမရှိနိုင်ဘူးနေရာနဲ့ပတ်သက်ပြီးတော့စိတ်ကဘလို့ဖြစ်နေလဲဗျောက်ပြက်ခတ်နေတာလဲပေါ်လော်လေးတယ်ဆိုနည်းနည်းကြမ်းပါဟုတ်လားစကလုံးကနော်ဒူရင်ဆိုတာအဲ့ဒါတွေပဲနော်ဒူရင်နောက်ထပ်ဘာပါသေးတော့သုတ်တန်ဒူရင်ဆိုတာရှိသေးတယ်အဲ့ဒါတော့ဘုံဘွားချီးမွားတယ်ကိုကသုတ်တန်နာညမောင်ရင်ဘယ်တော့မှမတော်ရင်ဟုတ်လားနော်သုတ်တန်ကလည်းတကယ်ကောင်းပါလေဘုံဘွားငငယ်ကအဲ့ကြောင်းတဲ့ကြောင်းကိုရောက်တော့သူကသုတ်တန်ဒူရင်ရအောင် တကမာကြီးတယောက်တည်တော့အဲ့ဒီကြောင်းသားကိုမြုပ်ခိုင်းတာအဲတုတ်တန်တုတ်တန်တူတင်ဆောင်ကျင်လို့ပေါ့လေဘုန်းကြီးကလှုပ်တယ်အဲ့ဒါအဲ့နာသွားကြည့်တော့ဆပင်တွေကမြည်ကြီးပေါ်ပေါ်နေတယ်ဟာဆပင်အောင်နှစ်လက်မသုံးလက်မှမခေါင်းကြီးရှိတယ်လေဟုတ်လားတော်တော်ကြောက်သွားတယ်သိလားအဲဘုန်းဘုန်းတခါဖားအောင်ရောက်ခုတယ်ငငယ်တော့ကလည်းအဲ့ဒီဖားအောင်ကလည်းပဲအဲသူကတုတ်တန်တူတင်ဆောင်လို့ရအောင်သူကြောင်းအစွန်လေးနဲ့ဟိုကဂူတွေနဲ့အကုန်လုံးလှုပ်ထွန်းရှိအဲ့ဒီတဲ့ကိုတူတင်ဆောင်ရင်ဆောင်လို့ရအဲ့ဒါဖားအောင်မှာဘုန်းဘုန်းတခါ လူသေးတော့အတုပရှုကြွဆိုဟာတပည့်တော်လိုက်လို့မရဘူးလားရတယ်တဲ့ရရင်သွားဦးမှာဆိုဘုသူတ္တလိုက်တော့တာအဲ့တော့ဘုံဘောက20ပဲရှိပါသေးတယ်ရဟန်းဖြစ်ဖြစ်ချင်းရောက်တော့ပေါ့ဆရာဦးတော့အဲ့လိုနာမည်မကြီးသေးပါဘူးမွန်နေမွန်နေအဲသေးတဲ့လူက60လောက်ရှိအဲ့ဒါရှိမှာဒီတိုင်းစန့်စန့်ကြီးဟာအတုပတကယ်ရှိပါလားနော်အတုပဝါတာတာရှိလို့မရဘူးလူတွေကောင်ကကိုရှိတဲ့တယ်မှာဟုတ်လားအဲအဲ တော်တော်ကောင်းတယ်အဲ့ဒီအတွေ့အကြုံတွေဟာလေအဲ့ဒါပေးသက်ကအဲ့ဒီလူတွေရဲ့ဟိုဘက်မှာဘုန်းကြီးတွေရဲ့လူတွေရဲ့ဒီဘက်မှာပေးသက်နဲ့ဘုန်းကြီးရဲ့ကြားထဲမှာအဲ့ဒီခေါင်းကြီးကိုဒီခေါင်းမပါဘူးဒီတိုင်းပဲဖြာခင်းပြီးတော့နော်ဒီတိုင်းပဲပြင်ထားတာရှင်တွေကလည်းအိုးလို့အော်ရှင်တော်မချောက်နိုင်တော့ပါလားစိတ်ကအဲ့လိုစဉ်းစားမိတယ်ဘုန်းစိတ်တယ်နော်လူတွေကိုမြင်ရတာနဲ့လူရှင်ကိုမြင်ရတာစိတ်ရဲ့တုံ့ပြန်မှုတွေကအလွန်တရာမှကွာခြားပါတယ်နော်လူတွေကိုကြည့်ရတာအရင်ကောင်းဟုတ်လားဒါကြောင့်မြတ်စွာဘုရား လူတွေစုပြီးတော့နော်နေတဲ့နေရာတုတ်တန်ဘဝရဲ့အမှန်တရားလူတွေကခုဘဝကိုအမှန်တရားကိုတချမ်းပဲလူတွေကကြည်ဟုတ်လားနော်ဘဝကဘယ်တချမ်းနဲ့ဘယ်တချမ်းနဲ့ပေါင့်ထတာလို့ဘုံဘဝခန်းစားရလဲဆိုတော့ရှင်ချင်းတချမ်းရဲ့သေချင်းတချမ်းရဲ့ပေါင့်ထတာကျွတ်တော့ဘယ်တချမ်းမှာပဲကျဆားနေရှင်ချင်းတချမ်းမှာကျတချမ်းလူလေးဟုတ်လားစဉ်းစားကြည့်နော် ဲ့ဒီသေခြင်းကိုစစ်စားကြည့်လိုက်ဘဝရဲ့အသေးပဲကိုပို့ပြီးတော့နားလည်လာလိမ့်မယ်ဟုတ်လားတင်ထားပါတော့အဲ့ဒါပါတော့သုတ်တန်ဒူတယ်အဲ့ဒါသုတ်တန်ဒူတယ်ဆောင်းတယ်ခုပြောတဲ့ဒူတယ်နေအများကြီးဆောင်းတယ်ကိုချိုးချံချွေတာတဲ့ကျင့်ကိုအများကြီးကျင့်တယ်ဓမ္မဝင်းရည်ရွယ်ချက်လေးကတော့လွန်ကောင်းပါတယ်ဒါပေမဲ့သူပါဖြစ်လာတော့ငါဒူတယ်ဆောင်းတယ်ဟုတ်လူတွေဒူတယ်မဆောင်းနိုင်ဘူးဟုတ်သူပါဖြစ်ပြီးတော့မတူတာကိုပုံကြီးချဲ့တော့မယ်နော်မတူတာကိုပုံကြီးချဲ့တော့မယ်ဟုတ်လားဒူတင်ဆောင်ခြင်းတည်းဟူသောအကြောင်းကြောင့်မဆောင်တဲ့လူတွေကို နှိမ်ချတယ်သူကိုသူမြင့်တင်တယ်ဒူတင်ဆောင်ပုဂ္ဂိုလ်ကြီးဘာဖြစ်သွားလဲသူယုံမှဖြစ်သွားတယ်စကလုံးကိုနည်းနည်းလေးထိအောင်အဲ့လိုပြောကြည့်တာဟုတ်လားဒူတင်ဆောင်တော်လည်းပဲသူဟာလူယုံမှပဲဖြစ်တယ်လို့အဲ့တိုင်ကိုမြတ်စွာဘုရားဟောထားတာဟုတ်လားဒူတင်ဆောင်ပြီးရင်ဘာရှိဖို့လိုမလို့ဒူတင်ဆောင်ခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုမနှိမ်ချဖို့ကိုကိုကို မမြင့်တင်ဖို့ဒါပါမှသာလေသူတော်အောင်ဖြစ်တယ် အဲ့တော့ဒူရင်ဆောင်ဖို့မဆောင်ဖို့တဲ့သူများကိုမနှိမ်ချဖို့ကိုကိုကိုမမြင့်တင်ဖို့ဘယ်ဟာကအရေးကြီးတာလဲလို့မြင်ရင်ပိတ်သက်တို့ဘလို့ပြောမလို့သူများကိုမနှိမ်ချဖို့ကိုကိုကိုမမြင့်တင်ဖို့ကပိုးပြီးတော့အရေးကြီးတယ်နော်ဒီဥစ္စာကိုနားလည်ဖို့လိုတယ်ဘယ်ဟာအနှစ်သာရလဲဆိုတာနားလည်ဖို့လိုတယ်အခုလူတွေကကိုမလုံးနိုင်တဲ့အလို့ကိုသူများလုံးပြလို့ရှင်အလွန်မင်းကိုပဲစိတ်ထဲကအံ့ဩပြီးတော့မဖြစ်တာတော့အထင်ကြီးကြတာတွေရှိနော်အဲ့ဒီကိစ္စတွေကလူတွေကိုအလွန်လိန်လို့ကောင်းတာပဲလူတွေရဲ့အညာကိုမြင်နေရလေ သူများမလုပ်နိုင်တာလေလုတ်ပြဒူလင်းဆောင်ပြီးတော့ပါလာမလို့ဇံရတယ်တဲ့ဩဒီလုတ်တောင်ဘုမအံ့ဩတယ်နော်ဇံရတဲ့ပုံကိုတောင်ဇံရချင်းတည်းဟူသောအကြောင်းကြောင့်ကိုကိုကိုမြင့်တယ်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်သူ့ကိုလည်းလူယုံမှရှင်းတယ်ပဲထဲထားလွန်စင်းသားတွေကကောင်းဟုတ်လားဇံရလို့ဇံနဲ့နေတဲ့ချင်းတော့ဒါကုသိုလ်နဲ့မွေးလျော်နေတော့သူတော်ကောင်းလို့ပြောရမှာပါပဲဟုတ်လား ့သောအဲ့ဒီဇံရတာကိုကြောင်းပြုတ်ပြီးတော့ကိုကိုကိုမြင့်တင်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီမြင့်တင်နေတဲ့အချိန်နှိမ့်ချနေတဲ့အချိန်မှာတော့သူကဘာဖြစ်နေတော့သူရောမှဖြစ်နေပြီဟုတ်လားလူတိုင်းဒီခံစားချက်ကိုဘုံဘုံကအလွန်နားလေစေခြင်းပဲဘုံဘုံလည်းကိုကိုကိုမြင့်တင်ပြီးတော့သူများကိုနှိမ့်ချတဲ့သဘောမျိုးတွေနဲ့အများကြီးချိန်ဖန်များစွာနေဘူးပါလေတော်တော်အရသာမဲ့တဲ့ကိစ္စပဲယောဂီတို့လည်းနေဘူးမှာပဲကိုကကိုစဉ်းစားကြည့်လေသူများကိုနှိမ့်ချတယ်ကိုကိုကိုမြင့်တင်တယ်ဆိုတာ နော်ကုသိုလ်သဘောလားအကုသိုလ်သဘောလားစိတ်ထဲမှာချမ်းသာတဲ့သဘောလားဆင်းရဲတဲ့သဘောလားဆင်းရဲနေတာဆင်းရဲနေတာကိုကိုကိုဆင်းရဲလို့ဆင်းရဲမတော့မသိဘူးဟိုလိုလိုဒီလိုလိုဝါတာတာနဲ့တခါတဲ့နော်မဟုတ်နေတာမဟုတ်နေတာသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့ဒါဇန်တရားတွေနဲ့ပတ်သက်ပြီးတော့တော့မြတ်စွာဘုရားအဲ့လိုဟောတယ်ဇန်မာမပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်လည်းမကဘူးနော်အာဂတနိဇာယတနာဇာဝိညာဉ်နိဇာယတနာဇာ အာကိဉ္စဉ္ညာယတနာဇံနေဝတင်ညာနာတင်ညာယတနာဇံအလွန်အဆင့်မြင့်တဲ့ဇံတွေအဲ့ဒီဇံတွေရပြီးတဲ့နောက်မှာဒီဇံတွေရခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ့်ချမယ်ကိုကိုကိုမြင့်တယ်ပဲဆိုရင်လည်းအဲ့ဒီဇံရတဲ့ပုဂ္ဂိုလ်ဟာလူယုံမှာစည်ရင်လည်းပဲဝင်နေသေးပဲလို့အဲ့လိုမျိုးဆိုပြဟောတာတော့ဇံရခြင်းတည်းဟူသောအကြောင်းကြောင့်ကိုကိုမမြင့်တယ်ဘူးသူများကိုမနှိမ့်ချဘူးဆိုလို့ရှိရင်တပါတော့သူတော်ကောင်းလို့အဲ့လိုပြောတယ်နောက်ဆုံးဘဲကြမှာဒေသနာဆုံးသွားလို့ဆိုတော့ နိရောဓသမဘဝင်စားတယ်တဲ့ဟောနိရောဓသမဘဝင်စားတယ်ဆိုတာကျတော့သူကအနာဂံလည်းဖြစ်မှနော်စတုဒ္ဓဇံလည်းရမှယဟန္တာလည်းဖြစ်တယ်ဆိုရင်တော့အတိုင်းထက်လို့ပေါ့နော်အ ਨੇ ဆုံးအရိယာမေညာဖွညာကအနာဂံအဆင့်ကိုရောက်မှဇံလည်းပဲစတုဒ္ဓဇံကိုရမှနိရောဓသမဘဆိုတာဝင်စားလို့ရတာနော်ခုနှစ်ရက်တိတိစာရတောက်တာတွေကျင်းကြီးကျင်းငယ်စွန့်တာတွေဘာမှမလုပ်ဖဲနဲ့ဇူးမှလည်းတတ်လို့မသေးပဲနဲ့အဋိဌာန်နဲ့ နော်ရုပ်ဒုက္ခနံဒုက္ခတွေတော့အတိုင်းအတာတစ်ခုထိကင်းကွာပြီးတော့နေတဲ့အနေအထားမျိုးလို့အကျဉ်းပြန်ပြောလို့ရတယ်ဒီရောဒသမပတ်ဝင်စားတယ်ဆိုတာဟုတ်လားအဲ့ဒီနိရောဒသမပတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကတော့တဲ့သူကဘယ်နေရာမှာမှဘယ်အချိန်မှာမှဘယ်ပုဂ္ဂိုလ်နဲ့မှဘာမှအထင်မှားစရာမရှိတဲ့အတွက်ကြောင့်သူများကိုနှိမ့်ချတဲ့သူကသူမြင့်တင်တယ်ဆိုတာမရှိဘူးတဲ့ဒါမှမဟုတ်သူကတော့သူတော်ကောင်းတယ်သူကသူရုံမှာဖြစ်စရာအကြောင်းမရှိဘူးဟုတ်လား အဲ့တော့ဘုန်းတော်ဒီသူတော်ကောင်းဆိုတဲ့စကလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီသုတ်တံကိုခြေခံပြီးတော့ပိုင်ပိုင်နိုင်နိုင်ဘလို့နားလေထားတဲ့နဲ့လေနော်ငါ့ငါဘာကြီးဖြစ်လို့နေလေဟုတ်လားအဲ့ဒီဖြစ်ချင်းဒီဟူသောကြောင်းကြောင့်သူများကိုနော်နှိမ့်ချမယ်ကိုကိုကိုအထင်ရောက်ပြီးတော့မြင့်တင်နေမယ်ဆိုရင်ငါဟာလူယုံမှာစည်ရင်နဲ့ဝင်နေသေးပဲလို့နားလေရမယ်ပေါ့နော်ဘာကြီးဖြစ်လို့နေလေအဲ့ဒီဖြစ်ချင်းဒီဟူသောကြောင်းကြောင့်သူများကိုမနှိမ့်ချဘူးကိုကိုကိုမမြင့်တင်ဘူးသူများကိုနှိမ့်ချတယ်ကိုကို မြင့်တင်တယ်ဆိုတာ ဲ့လိုပြောရင်မျက်စိလဲမှလည်းစိုးရသေးတယ်အဲ့လိုကြီးတော့ဒီလိုဆိုတာမလုပ်ပါဘူးလို့ထင်ကောင်းထင်မယ်အဲ့ဒါဆိုရင်ဘလို့ဆင့်ဟိုစကလုံးကိုဘလို့ရှော့ပြီးတော့ပြောရမလို့ဆိုအထင်သေးတယ်ဟောသူများကိုအထင်သေးတယ်အထင်သေးတယ်ဆိုတာထဲမှာနှိမ့်ချတဲ့သဘောမပါဘူးလားပါတာပေါ့အထင်သေးသေးတဲ့လောက်နှိမ့်ချတယ်အထင်အရင်သေးသွားပြီဆိုရင်စကားပုံပြောကျင်တော့ဘူးဘူးသလိုမတန်သလိုဖြစ်သွားတယ်တခါတည်းသူများကိုအထင်သေးလုံးအကြီးသွားဟောကိုယ်စိတ်ထဲကဘလို့အနေထားမျိုးမှသူများကိုအထင်သေးတာလည်းများတော့ တခါတလေကြတော့ကိုကတော်လွန်းလို့သူ့ကိုအထင်သေးတယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘဲနဲ့သူကညံလွန်းလို့အထင်သေးတာမျိုးလည်းရှိတတ်တယ်ဟုတ်တယ်မဟုတ်လားကိုကိုကိုတော်လို့ပြုလို့ရလို့တော့မဟုတ်နော်အလွန်ကိုသဘာဝမကြပြီးတော့အလွန်ကိုဆက်ဆုပ်เสียကောင်းတဲ့စိတ်နေသဘာဝတွေရှိတဲ့လူတွေနဲ့တွေ့တဲ့အခါမှာဘုန်းဘုန်းတို့များသောအဖြစ်အဲ့ဒီကိစ္စတောက်မခံနိုင်ဘူးနော်ဘာဖြစ်လာပြီးတော့အထင်သေးလာပြီလူယုံမှာကိုယ်ကဘာလူယုံမှာဖြစ်အောင်အဖော်ညှိတော့လား ဟုတ်တယ်မဟုတ်လားစဉ်းစားစဉ်းစားနော်တကယ်တမ်းသူလည်းကောင်းတာမဟုတ်သူမကောင်းလို့ကိုကဘာဖြစ်ပြီတော့အထင်သေးပြီအထင်သေးပြီဆိုတော့ကိုကမတိမတာနော်ငါကသူလိုတော့မဟုတ်ဘူးကိုကိုကိုသူ့လက်တော့ဘာဖြစ်တော့ပါတယ်ထင်တယ်နော်ပါတယ်မဟုတ်လားကိုကိုမြင့်တင်တဲ့အပိုင်းမှာပါလာတယ်သူ့ကိုနှိမ့်ချတဲ့အပိုင်းတွေပါလာတယ်ဩဒါကြောင့်လူမိုက်ကိုမပေါင်းရဘူးလို့ပြောတယ်အမြတ်စွာဘုရားရဲ့မင်္ဂလာတရားဟာဒီအထိကျေပြန့်တယ်ဆိုတာကိုမြင်ကြည့် ပြောကောင်းကောင်းနဲ့ပြောနေတဏှာကြီးကျော်သွားတယ်နော်ရက်ကြရအောင်ဟုတ်လားအဲ့တော့ဒါပါတုတ်တံနော်တပ်ပုရိသတုတ်တံဘာကြီးဖြစ်လို့နေနေသူများကိုထင်သေးမယ်အကုတ်ကိုထင်ကြီးမယ်ဆိုရင်ရိယုံမှာရှင်းဝင်လိမ့်မယ်ဘာပဲဖြစ်နေနေသူများကိုအထင်မသေးမှကိုကိုကိုအထင်မကြီးမှသူများကိုမနှိမ့်ချမှကိုကိုကိုမမြင့်တင်မှနော်သူတော်ကောင်းလို့မြတ်စွာဘုရားဟောထားတဲ့ဒီဒနာလေးကိုအလုံးကိုပဲစိတ်ထဲမှာစွဲစီခြင်းပါလေဟုတ်လားအေးအဲ့တော့ဘုန်းတို့ပညာရှိသူတော်ကောင်းတဲ့နော် ပညာရှိဆိုတာနဲ့ပတ်သက်ပြီးတော့ဗဟုဒတုကတုတ်တံကိုအခြေခံပြီးတော့အရင်ရက်တည်းကအများကြီးပြောခဲ့တယ်ဒီနေ့ပြောတဲ့အတိဘယ်ကတော့တလုံးနဲ့ချုပ်လိုက်ပါတော့အကောင်းဆုံးအမျိုးမျိုးသောလောကဓာတ်တရားတွေနဲ့တွေ့လာတဲ့အခါမှာကိုယ်စိတ်ကိုလောဘဒေါသတို့ဖြင့်တုံ့လုံမှုမရှိအောင်ငြိမ်သက်မှုဖြစ်အောင်ထိမ့်နိုင်သိမ့်နိုင်မှသာလေပါတော့ပညာရှိနော်ဆုလာသုဝါဒပြောတယ်ငြိမ်သက်ကြတဲ့ရဟန်းတော်တွေရဲ့အကြောင်းကိုဗုဒ္ဓတဟုတ်ပုံပြောပြပါတယ်ဟုတ်လားပညာရှိပြီးတော့ပါလာတော့သူတော်ကောင်းသူတော်ကောင်းဆိုတာ ကိုကဘာကြီးပဲဖြစ်လို့နေနေသူများကိုမနှိမ်ချမှကိုကိုကိုမမြင့်တယ်မှသူတော်ကောင်းရှိတဲ့ပြည့်ဝတယ်လို့ခေါ်တာဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုเนาะအများကြီးနားလည်အောင်ကြိုးစားပြီးတော့ပညာရှိဖြစ်အောင်လည်းပဲကြိုးပမ်းနိုင်ကြပါစေသူတော်ကောင်းဖြစ်အောင်လည်းပဲကြိုးစားနိုင်ကြပါစေလို့ဘုန်းဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုရတဲ့ကုလိုကောင်းမှုအဆုတို့ကြောင့်ဘုရားတပည့်တော်တို့ဒီမညံပုညံမြိဋ္ဌိဗံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်တော်ဟု ပတ္တနာအောင်စုပြုကြကုန်ရာတည်း